င်္ဂလာပါရှင်ကျမလီလေးမော်မဒီဗီဗီရုပ်မြင်သံကြားကနေည၈နာရီတိစူးစီးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါပြည်တွင်းပြပအနေအများနဲ့ဆက်လင်းပြီးမဟာပြူဟာရှုထောင့်ကလိလသုံးသက်အကြံပြုနိုင်ဖို့နိုင်ငံတော်သမ္မတကအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ခန့်အပ်လိုက်တဲ့သတင်းရန်ကုန်မှာရင်းလိုင်းအစ်စ်တွေစတင်ပြေးဆွဲချိန်မှာပြည်သူတွေခက်ခဲမဖြစ်စေဖို့အတွက်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့စေတနာဝန်ထမ်းပြည်သူတွေကဘတ်စ်ကားလမ်းညွှန်တွေအဖြစ်ကူညီပေးသွားမယ်တဲ့သတင်း ဇန်နဝါရီလ10ရက်နေ့ကစပြီးဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွေမှာကျူးကျော်နေအိမ်တွေကိုစည်ရင်ကောက်ယူနေတဲ့တဲ့င်းနိုင်ငံတော်သမရနယ်ပြည်တော်စုအဖွဲ့ကိုပြည်တွင်းပြည်ပအန္တရာယ်များနဲ့ဆက်လင်းတဲ့မဟာဗျူဟာရှုထောင့်ကနေလေလာသုံးသပ်အကြံပြုနိုင်ဖို့နိုင်ငံတော်သမရကဥတောင်းထွန်းကိုမြို့သားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်ခန့်အပ်လိုက်တာလို့နိုင်ငံပိုင်သတင်းစာကဇန်နဝါရီလ17ရက်နေ့ကထုတ်ပြန်လိုက်ပါတယ် ကြံပေးပြစ်ခတ်မှုကိုပြည်တော်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်၁၈မြန်းဆောင်၂016ကသဘောတူဆုံးဖြတ်ခဲ့တာဖြစ်ပြီးပြည်တော်စုအစိုးရအဖွဲ့ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ရဲ့ခန်းစားခွင့်ဆိုင်ရာကိစ္စရပ်တွေကိုပြည်တော်စုအစိုးရအဖွဲ့ရုံးကဆောင်ရွက်ပေးရမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုခန့်အပ်ပေးလိုက်တဲ့ဥတောင်းထွန်းဟာနိုင်ငံသားရေးဝန်ကြီးဌာနနိုင်ငံသားရေးဟာဦးစီးဌာနငင်းစားညွှန်ကြားရေးမှူးချုပ်ဖြစ်ပြီးဖိလစ်ပိုင်နိုင်ငံ၊ဘယ်ဂျီယံနိုင်ငံ၊နယ်သာလန်နိုင်ငံနဲ့ EU တန်မတ်အကြီးတွေဖြစ် တက်မတော်အစိုးရလက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့သိရပါတယ်ရှင်ရန်ကုန်မှာရင်လိုင်းအစ်တွေစတင်ပြည့်ဆွဲချိန်မှာပြည်သူတွေအခက်အခဲမဖြစ်စေဖို့အတွက်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့စေတနာဝန်ထမ်းပြည်သူတွေကဘတ်စကားလန်လမ်းညွန်တွေအဖြစ်ကူညီပေးသွားမှာဖြစ်တယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေကပြောဆိုထားပါတယ်။ဟင်းကိုကနေသတင်းပေးပို့ထားပါတယ်ရှင်။ရင်လိုင်းအစ်တွေစတင်ပြည့်ဆွဲမဲ့ဇန်နဝါရီလ16ရက်နေ့မှာလွှတ်တော်ကိုယ်စားလှယ်တွေရပ်ဘတ်ဖွဲ့စည်းပြီး ပရိဒါလူငယ်တွေနဲ့ကျောင်းသားလူငယ်တွေကအများပြည်သူတွားလာရလေကိုစေဖို့အတွက်ကူညီပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ပက်စကာလန်ညွန့်အဖြစ်လောဝပေးမဲ့သူတွေဟာကားမှတ်တိုင်တိုင်းမှာစောင့်ဆိုင်ပြီးကြောင်းလဲသွားမဲ့ကားလန်းကျောင်းတွေနဲ့ခီးသားပြည်သူတွေတွားလို့ရကိုရောက်ရှိနိုင်မဲ့ကားတွေကိုရှင်းလင်းပြောပြပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။သူတို့ကဂိုက်ဖုတ်ပေးထားမယ်။ဒီဂိုက်ဖုတ်တွေနဲ့သူကရှင်းပြမယ်နော်။ဒီဒီမသိတဲ့လူတွေက။ဘာလို့လဲလမ်းကြောင်းတွေခက်ခဲဖြစ်သွားမှာပေါ့။ဒါပေမဲ့ဒါကလည်းစိတ်မပူနဲ့။ဘာလို့လဲဆိုတော့တို့အရင်ကလည်း လိုင်းတွေကိုဒီလိုပဲပြောင်းလာခဲ့တာလိုင်းချင်းလာခဲ့တာပဲเนาะဟိုခက်ဆက်ဆက်ပေါ့ဆက်ဆက်ချင်းမှာတော့နည်းနည်းခက်ခဲကြုံအဲနောက်ပိုင်းတော့ဟိုအဆင်ပြေသွားမှာဘာလို့ပြေလဲဆိုတော့တို့ပြည်သူအစိုးရကိုပြည်သူတွေလည်းယုံကြည်တယ်တို့ကလည်းအားလုံးဝိုင်းဝန်းကူညီလုပ်ကြကန်ကြမှာပေါ့เนาะဒါအကောင်းဆုံးအစီအစဉ်လည်းဖြစ်တဲ့တော့ပထမအဆင့်နေနဲ့ရှင်းနေပြီးသားကာမတ်တိုင်တွေကိုဆက်လက်သုံးဆွဲနေဦးမှာဖြစ်ပြီးနောက်ပိုင်းမှာတော့ကိစ္စပြည်သူတွေတဲ့အဆင်ပြေနိုင်မဲ့တတိယအချက်လက်တွေပေးနိုင်မဲ့နိုင်ငံတကာအဆင့်မီကာမတ်တိုင်တွေကိုတိစောက်ပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ် 一刀下来就包你那那种死的了，那死的看嘛，阿那只人也爱死嘛，喏，阿老婆，喏罗阿罗哩，收下六头，比咱一高年高年收，别扣低年的是啊，收下六点头，五毛高毛，阿罗四万八，那多少，四万八六六。 နေခံတွေကိုပြောတာမဟုတ်ဘူး။ကျွန်တော်ကဘာလို့ကောင်းတယ်ဆိုပြီးလက်ထုတ်ကြည့်ဖို့ပြောတာမဟုတ်ဘူး။ကျွန်တော်လုပ်တဲ့အလုပ်ကကျွန်တော်တို့ပူလောင်ပောင်ရင်မပါဘဲနဲ့ပူမကောင်းလာဘူး။အဲဒီတော့ကျွန်တော်တို့ကတီတူတွေအနေနဲ့ရောကိုယ်တိုင်အနေနဲ့ရောမီဒီယာအနေနဲ့ရောအားလုံးသွားဖို့လေကျွန်တော်တို့တက်နိုင်မှာအချမ်းကြီးလေးပေးသွားပြီးတော့လုပ်မယ်ဆိုရင်တော့တီတူတွေအားလုံးခံစားနေရတဲ့ဒီဉာဏ်အားကြီးကိစ္စကြီးအားပြေလည်သွားမယ်ကျွန်တော်။စတင်ကျင်းသုံးပြီး၃လကြာရင်ရစီကပေးချေုံသာမဟုတ်ပဲဈေးဝယ်ရမှာပါအသုံးပြနိုင်တဲ့ငွေပြက်ကတ်တွေကို ရောင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကစဉ်းစားပေးသားဖို့ရှိတယ်လို့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဥယျံအောင်ကဆိုပါတယ်။ဥမာသူစီးတဲ့လောက်ပဲပတ်စံကုန်ကြတဲ့စနစ်ပေါ့။အခုကြတော့ဒီ၃လတဲ့ဟိုတော့ဟိုကျွန်တော်တို့သိခံပြီးတော့ဖြတ်သန်းပါလို့ဒီ၃လလုံမြောက်တဲ့ခါကြာရင်တော့ဒီကတ်တွေနဲ့ကြိုက်တဲ့ရင်လိုင်းကိုစီးသူကြားတဲ့ဈေးကိုပဲသူကထုတ်သွားပါလို့အဲ့ဘူးနော်ဝီးကြုတ်ကဘယ်လောက်ဒီစနစ်ထားလဲဆိုတော့ဒီကားလက်မှတ်တင်မဟုတ်ဘူးဒီကတ်တွေဟာကုန်စည်တွေဝယ်တဲ့နေရာမှာသုံးလို့ရအောင် ူစီစဉ်မယ်လို့လည်းသူပြောထားပါလောဘပေးပြကုညီမဲ့သူတွေကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလက်ပတ်အပြား YBS တသိပ်ပါတဲ့ T-shirt နဲ့လက်ညှိုးအစောက်တွေကိုပေးတော့မှာဖြစ်ပြီးလောဘပေးမဲ့လူအများပေါ်မူတည်ပြီးမှတ်တမ်းတတိုင်းကိုလောဘပေးတယောက်ဒါမှမဟုတ်နှစ်ယောက်လုံးနဲ့ကုညီပေးတော့မှာဖြစ်ပါတယ်ဒီပတ်ကလက်ညှိုးပေးမှုကိုရန်ကုန်တမျိုးလုံးမှာရှိတဲ့ကားမှတ်တိုင်ပေါင်း2000ကျော်မှာအနည်းဆုံး900ကျပ်လောက်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဟိန်ကိုပါအများပိုင်းတည်ယူပို့ဆောင်ရေးစနစ်တင်မှာ ခီးသွွားပြည်သူတွေပူပေါင်းပါဝင်ဖို့ရန်လိုင်းပိုင်ရှင်တွေကတိုက်တွန်းပြောကြားလိုက်ပါတယ်ပြည်ဖို့အောင်ကသတင်းပေးပို့ထားတာပါရှင်ဒီက SRT ဘတ်စကားလိုင်းနဲ့အချို့ဘတ်စကားလိုင်းတွေမှာနိုင်ငံတကာမှာအသုံးပြုတဲ့ကတ်စနစ်နဲ့ဘတ်စကားကငွေပေးချေစနစ်ဆောင်ရွက်ခဲ့ပေမဲ့လည်းခီးသွွားပြည်သူတွေပူပေါင်းပါဝင်မှုအားနည်းခဲ့တာကြောင့်ရင်လိုင်းတွေဟာဖျက်သိမ်းခဲ့ရတာတွေရှိခဲ့တဲ့အတွက်အခုကျင့်သုံးမဲ့စနစ်တွေမှာပြည်သူအားလုံးပူပေါင်းပါဝင်ဆောင်ရွက်ကြဖို့အရေးကြီးတယ်လို့ရင်းပိုင်ရှင်တို့ကတိုက်တွန်းပြောကြားခဲ့တာပါ။ဒေဘိုးဆောင်ရေးလုပ်ငန်းမှာခီးသွွားပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့ကစစ်ဆန်တစ်ခုကိုသုံးပြုတော့မယ်မူဝါဒတစ်ခုကိုရွှေ့တော့မယ်ဆိုရင်ကျွန်တော်တို့လုပ်ငန်းတွေရဲ့ဒါရောညီတွေမှုရှိမရှိကိုတော်တော်အလေးနက်ထားရပါတယ်ဟိုဥပမာလူတွေရဲ့ကာချာကိုလည်းကျွန်တော်တို့ဖြည်းဖြည်းချင်းလေးပြောင်းယူပြီးတော့ဆွဲခေါ်သွားရပါတယ်ဒီစစ်ဆန်တွေကိုအသုံးပြုမယ်ဆိုရင်ကျွန်တော်တို့လေ့လာကြည့်ပါတယ်ခီးသွားပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုတော်တော်အရေးကြီးပါတယ် အစ်စ်ပြက်လဲဖွဲ့စည်းထားတဲ့ရင်လိုင်းတွေနဲ့ရင်လန်းကြောင်ခီးစင်များကိုဘတ်စကားမှတ်တိုင်တွေ website နဲ့ facebook ပေါ်မှာဖော်ပြထားမယ်အပြင် mobile application မှာထုတ်ပြန်ပေးသွားမယ်လို့အစိုးရဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဘတ်စကားစနစ်တစ်ပြေးဆွဲမဲ့ကာလမှာ call center တစ်ခုဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးဘတ်စကား gate တွေရဲ့ခီးစင်အခြေအနေများကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုစိုးပဇာကကောင်းမှုလုပ်နေတဲ့ကိစ္စတစ်ခုဟာအကောင်းဆုံးဖြစ်သွားမှာပါ။အကောင်းဆုံးဖြစ်အောင်လဲဝိုင်းဝန်းပြီးတော့ကြိုးစားနေတဲ့အခြေအနေဆိုတော့အဓိကကတော့ လူသားပြည်သူတွေခီးသားပြည်သူတွေဟာအရင်သက်စာရင်အခုအချိန်ဟာအစကြရရအလုံးအစင်ပြေတို့အကောင်းဆုံးဖြစ်မယ်လို့ယူဆပါတယ်အစ်စ်ဖွဲ့စည်းလိုက်တဲ့ဘတ်စကာစနစ်မှာမတတစီမံအုပ်ချုပ်တဲ့စနစ်ကနေရင်ပိုင်ရှင်တွေစီမံအုပ်ချုပ်တဲ့စနစ်ကိုပြောင်းလဲပြီးရင်ပိုင်ရှင်တွေရဲ့အပေါ်မှာရန်ကုန်တိုင်းဒေသကြီးတယ်ဦးပို့ဆောင်ရေးကြီးကြပ်ကုကဲမှုအာဏာပိုင်အဖွဲ့ကဓာတ်ရဲအုပ်ချုပ်မှာပါစတင်ပြေးဆွဲမဲ့ရက်မှာရင်တစိတ်တွေကိုပြောင်းလဲမှာဖြစ်ပြီး YRTA စာတမ်းနဲ့ရင်လမ်းကြောင်းနံပါတ်တွေကိုတစိတ်တက်ထားပါမယ်။ ရန်ကုန်တိုင်းဒေသကြီးမှာအခုလ15ရက်နေ့ကစတင်ပြီးလက်ရှိပြေးဆွဲနေတဲ့ရင်လိုင်းအားလုံးကိုဖျက်သိမ်းပြီးအများပိုင်းရင်လိုင်းခီးစဉ်လမ်းကြောင်း60နဲ့အစားထိုးပြေးဆွဲသွားမယ်လို့ကြေညာထားပါတယ်။အခုပြေးဆွဲခဲ့တဲ့စနစ်တွေဟာရင်လိုင်းနဲ့စူပောင်းပြီးပြေးဆွဲတဲ့စနစ်ဖြစ်ပြီးပြေးဆွဲမဲ့ရင်တွေမှာဒုတိယအဆင့်အနေနဲ့ GPS CCTV နဲ့ကတ်နဲ့ငွေပေးချေတဲ့စနစ်တွေပါဝင်မယ်လို့ရန်ကုန်တိုင်းအစိုးရအဖွဲ့ကတရားဝင်ကြေညာထားပါတယ်။ကျွန်တော်ပြေဖို့အောင်ပါ။ ပုတ်ကလေးကတခွဲကန်းတွေကိုစစ်ဆေးပြီး ISO လက်မှတ်ထုတ်ပေးသွားမယ်လို့အစတောက်နဲ့စေဝါကုတ်ကဲဥစည်းဌာနကပြောပါရဲအောင်ဆန်းဦးသတင်းပေးပို့ထားပါရရှင်မြန်မာနိုင်ငံအတွင်းဖြန့်ဖြူးရောင်းချနေတဲ့အစတောက်တွေရဲ့60ရာခိုင်နှုန်းလောက်မှာမှုပါသောအစအစာတွေဖြစ်ပြီးအဲ့ဒီအစတောက်တွေဟာပုတ်ကလေးကတခွဲကန်းတွေမှာစစ်ဆေးခဲ့တာဖြစ်တယ်လို့အစတောက်နဲ့စေဝါကုတ်ကဲမှုဥစည်းဌာနကပြောပါရဲဇန်နဝါရီ10ရက်ကနေပြည်တော်မှာရှိတဲ့အစတောက်နဲ့စေဝါကုတ်ကဲမှုဥစည်းဌာန FDA ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာဖြစ်ပါတယ်။အဲ့ဒီအတွက်ပြည်သူတွေအန္တရာယ်ကင်းတဲ့စားတောက်နဲ့စီးဝါးတွေသုံးဆွဲနိုင်ဖို့ပုဂ္ဂလိကတခွဲကန်းတွေကိုအည်သွေးပြည့်မီခြင်းရှိမရှိစစ်ဆေးပြီးအန်အက်စ်ကိုလက်မှတ်တွေထုတ်ပေးသွားမယ်လို့လည်းပြောပါဗျာ။ဘာနိုင်ငံမှာရှိတဲ့ပုဂ္ဂလိကတခွဲကန်းအည်သွေးပြည့်မီခြင်းရှိမရှိကျွန်တော်ကကြည့်နေတာ။ကျွန်တော်တို့လို့ပဲဆိုပြပေးပါ။အဲ့တော့ကျွန်တော်တို့က National Reference Analytical Laboratory ကျွန်တော်ကကြည့်နေတာ။ရည်ရွယ်ချက်ကတော့ အရောဆိုတာဒိုလာရဲ့ဒီဘာသူများကအတူကင်းတော့အစားတော့ဆီပေါ်တယ်ဒိုမပတ်ဘူးမှန်ကန်စွာတက်ပစစ်စံဖြစ်ပါဘူးဈေးကွက်တွင်ရောက်ရှိနေတဲ့မိုးပါတဲ့အစားအစာတွေနဲ့ FDA အတိမတ်ပြုထားခြင်းမရှိတဲ့ရေတန့်တဲ့ဆေးဝါးတွေကိုတွေ့ရှိရင်အများပြည်သူတွေအနေနဲ့တရားစွဲဆိုနိုင်တယ်လို့လည်းပြောပါတယ်။ကျွန်တော်တို့ကမှတရားရုံးကိုဥပဒေအရရည်ရွယ်ချက်လို့ပြောပါကျွန်တော်တို့ကလျှောက်ဟုတ်ပါဘယ်သူမှမဆို့ ထောက်လို့လုပ်နေပဲကြောင့်အစားတော့ဥပဒေရရေးယူပေးပါဆိုပြီးတော့ရှောက်ပါကြတော့နော်ကျွန်တော်ဝန်ကြီးဌာနကတော့မလုပ်ပြရတော့အဲ့လိုတရားစွဲတဲ့ကိစ္စရှိတယ်ကျွန်တော်ဌာနကတရားစွဲဆိုပြီးယူပေးရတယ်2016ခုနှစ်အတွင်းမှာစားတောက်နဲ့ဆေးဝါးကုကဲမှုဦးစီးဌာနကခွင့်ပြုထားခြင်းမရှိတဲ့ရေတန်းလုပ်ငန်း73ခုကိုတရားစွဲဆိုထားသလိုမှုပါတဲ့ငွေသီးမှုန့်တွေကိုလည်းဖမ်းဆီးထားပြီးမြေမြုပ်ဖျက်ဆီးသွားမှာဖြစ်တယ်လို့လည်းပြောပါဗျာကျွန်တော်ကတော့အောက်ဆန်းဦးပါ ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနမ်ဆန်မြို့အတွင်းကိုဇန်နဝါရီလ10ရက်နေ့နေ့လယ်ပိုင်းက TNLA တအန်းတပ်ဖွဲ့တပ်ဖွဲ့ဝင်ရောက်လာပြီးနောက်ပိုင်းမှာလေးချိန်လောက်လက်နက်ပစ်ခတ်တံတွေကြားရတယ်လို့မြို့ကန်တွေကပြောပါတယ်လက်နက်ပစ်ခတ်တံတွေကိုမနေ့ည9နာရီ9နာရီ12နာရီနဲ့ဒီကနေ့မနေ့တစ်ချိန်စီကြားနေရတယ်လို့လည်းပြောပါတယ် ဒီနေ့မနက်ပိုင်း၈နာရီလောက်မှာနမ်ဆန်မြို့ရဲ့ဇယန်းနတ်တလကျောင်းအနောက်ကုန်းဘက်မှာထိတွေ့မှုဖြစ်ခဲ့တယ်လို့လဲဆိုပါရယ်လက်နက်ပစ်ခတ်မှုတွေကြောင့်မြို့နယ်ထွေအုပ်ယုံရိတ်သားဆောင်အမိုးအထက်ကနှစ်စာတင်ကျောင်းဆောင်နဲ့ဇယန်းပန်လောကျေးရွာအောင်ဘရသာဆက်ယုံလဲလက်နက်ကြီးစံတချို့ထိမှန်ခဲ့ရပါတယ် လက်ရှိချိန်ထိပြည်သူလူထုထိခိုက်ဒဏ်ရာရသေဆုံးတာမကြားသေးပါဘူးမနေ့ကနေ့လယ်ပိုင်းကဆလိုနမ်ဆန်မြို့ပေါ်မှာရှိတဲ့လူနေအိမ်တွေဈေးဆိုင်ကန်းတွေစတင်ကျောင်းတွေပိတ်ထားရပြီးပြည်သူတွေကတော့မိမိတို့နေအိမ်တွင်းမှာပဲနေထိုင်နေကြရပါတယ်ပြီးခဲ့တဲ့2016ဇန်နဝါရီလ22ရက်နေ့ည8:00နာရီအချိန်ကလည်းနမ်ဆန်မြို့ရင်းမှာရှိတဲ့ရဲစခန်းနဲ့အစိုးရတပ်မတော်ကုန်းကို TNLA တအန်းတက်ရဲ့တပ်ဖွဲ့တပ်ဖွဲ့ကလာရောက်ပစ်ခတ်ခဲ့တာကြောင့်ရဲဝန်ထမ်းလိုင်းကမြမစီးပွားရေးဘဏ်အဆောက်အုံနဲ့မင်္ဂလာရက်ကွက်ကလူနေအိမ်နှလုံးလက်နက်ကြီးစံတချို့ထိမှန်ခဲ့ပြီးပြည်သူလူထု၄ဦးဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ရန်ကုန်မှာမော်ဒယ်အနေနဲ့လိုင်းကားတွေဆက်ပြီးပြေးဆွဲရဖို့မသေးကြတော့လို့ကားဟောင်းတော်တော်များများကိုအနံ့နေကြပါပြီ။ပိုင်ဆိုးသတင်းပေးပို့ထားတာပါရှင်။ရန်ကုန်ကရင်လိုင်းအစ်စ်တွေပြေးဆွဲမဲ့အစီအစဉ်မှာ 1995ခုနှစ်ရောက် morning car တွေပြေးဆွဲခွင့်မပေးထားတဲ့အတွက် BM, Dyna နဲ့ City Bus ရင်းတွေ line မဆွဲတော့ဘဲတခြားလုပ်ငန်းသုံးအဖြစ်ပြောင်းလဲဖို့ရန်ကုန်တိုင်းအများပြည်သူတည်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အစည်းကိုစည်ရင်ပေးသွင်းနေကြပါတယ်။အခုချိန်မှာစစ်တပ်ကတရားစွန့်စွန့်ပေါက်တယ်။နောက်ဆိုရင်သူကစစ်တပ်ကိုအာမမခံ။ဟာ90လက်ဖြစ်ဖြစ်သွားပေါ့ဗျာ။အဲ့ဒီချိန်မှာကိုကဒီဂိုင်းချီတန်းနဲ့ပြောင်းရလို့၄၅လောက်ရှိလို့ပြင်90မပေါ်နိုင်ဘူး။ ။ဘိုးနဲ့တော့ဒီဟာကြီးကသင်္ကား၁၀၁၄၅၀လောက်ဖြစ်သွားတယ်ဆိုရင်ကျွန်တော်ဘလို့မှတိုက်လို့မပြီးတော့အဖို့ပဲလောရတာပေါ့။ဒိုင်နာနဲ့ City Bus တွေကိုရန်ကုန်တိုင်းအများပြည်သူတည်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကအစမ်းပြေးဆွဲခွင့်ပေးထားပေမဲ့ BMW တော့ပြေးဆွဲခွင့်မပေးထားပါဘူး။ BMW ကပိုင်ရှင်တွေအနေနဲ့ပြင်ဆင်ချိန်မရလိုက်ပဲအခက်အခဲတွေတွေ့နေကြပြီးယာယီပဲဖြစ်ဖြစ်ပြေးဆွဲခွင့်ပြန်ပေးဖို့ဆန္ဒရှိနေကြပါတယ် ကျန်ခဲ့တဲ့တစ်နှစ်ကျော်နှစ်နှစ်မဟုတ်ဘူးကျွန်တော်ကြာပြီနှစ်ပေါင်းမနေတော့ဘူးကျွန်တော်ကားပေါင်းစားလာတာကားပေါင်းစားလာတဲ့အချိန်အစားပြီးတော့ဒီကားအုံနာဖြစ်ဖို့အတွက်ကိုကျွန်တော်ကြိုးစားလာတာအခုအကောင့်အနာဖြစ်သွားတဲ့အချိန်မှာဒီကားတင်လိုက်တော့ကျွန်တော်ဘာလို့စားရမှန်းမသိတော့1995ခုနှစ်မော်ဒန်နင်းကားတွေထဲမှာ BM ကားအစီ900လောက်ရှိနေပြီးဇန်နဝါရီ10ရက်ညနေပိုင်းအထိကားစီး150လောက်အနှံ့မှုစီးရင်ပေးထားပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါ ဂိုင်းနိုင်အင်းတော်ကြီးမြို့နယ်နားရခေါင်ကျေးရွာမှာနိုင်ငံတော်ဘတ်ဂျက်နဲ့တိစောက်ပြီးကွဲအပ်သွားတဲ့ရေကန်အတွက်ကန်အစ်စ်ပြန်တိစောက်ပေးမယ်လို့ကုမ္ပဏီတာဝန်ရှိသူတွေကပြောပါတယ်ခွန်ဘသာသတင်းတင်ဆက်ပေးထားပါတယ်ရှင်နာရကောင်ကြေးရွာကရေဆောက်ကဟာဒီဆောက်ပြီးတနေ့ကျော်ကာလအတွင်းဇန်နဝါရီလ9ရက်နေ့ကခွဲအဲသွားခဲ့တာပါဒီအကံကိုတိဆောက်ခဲ့တဲ့ကုမ္ပဏီကတော့စာချုပ်သက်တမ်းကုန်နေပြီဆိုပေမဲ့လူမှုရေအရရေကန်အစ်စ်ပြန်လည်တိဆောက်ပေးမယ်လို့ပြောပါတယ် လူမှုရေးရာကျွန်တော်တို့ကအခုဖြစ်တဲ့အကြကြချင်းပဲကျွန်တော်တို့ကိုယ်တိုင်ဥဆောင်ပြီးတော့ကဲနောက်ထပ်ဒီကြီးရွာလူတွေရေးကိုအချိန်မီပြန်သုံးနိုင်အောင်ပေါ့ဗျာနောက်ထပ်ရေကန်တကန်ကျွန်တော်ပြန်ဆောက်ပေးမယ်ပြန်ဆောက်ပေးမယ်ဆိုတာကအခုဘီလက်မြေကျွန်တော်ပို့လိုက်ပြီဘီလက်မြေ80ပို့လိုက်ပြီအုပ်9500အခုပို့နေတယ်2500ပို့ပြီးပေါ့ဗျာ2000 2950ပို့ပြီးနောက်ထပ်2500နဲ့တင်နေတော့အခုဒီနေ့ပြီးအောင်ပို့မှာပါအဲ့ဆူလိုတာက ဒီဟာကကိုနဲ့မဆိုင်ဘူးဆိုပြီးကျွန်တော်တို့တာဝန်မဲ့အောင်မနေပါဘူးเนาะဒါကျွန်တော်တို့မြို့ရကျွန်တော်တို့ဒေသခံကုမ္ပဏီကျွန်တော်တို့မြို့ဆိုတော့ကျွန်တော်တို့ကဒီကြီးဝါသားတွေကိုကျွန်တော်တို့အရှင်ပြောင်းလို့ပြီးကျင်တယ်နောက်မှကျွန်တော်တို့နဲ့ဌာနနဲ့ဘယ်လိုပဲရှင်းရရှင်းရနာရကောင်ကြေးရွာဘုံတော်ကြီးချောင်းတွင်ကဒီရကန်ဟာရေကလာ9000ဆန်ပြီးကြေးလက်ဥစည်းဌာနရဲ့တင်တာနဲ့ရွှေကျငွေကျကုမ္ပဏီက2015ခုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီမှာတင်တာတွေလုတ်တဲ့အခါမှာ ဌာနဆိုင်ရာပါဝင်ပေါ့တာဝန်မှုတာဝန်ခံမှုကိုကျွန်တော်တို့သတိထားကြည့်မိတယ်။အဒီနေ့ကျွန်တော်ကြကြချင်းပြေးသွားကြည့်တဲ့အခါမှာဌာနဆိုင်ကလည်းကျွန်တော်တို့ဆော့ရောက်နေတာတွေ့ရတယ်။ကုမ္ပဏီကလည်းပဲရောက်နေနေပြီ။ဒီလိုမျိုးချနေတဲ့အုပ်တွေချနေတယ်။ဒါဝန်တာစရာတစ်ခုပါ။ဒါပေမဲ့နောင်တော့ကဒီလိုမဖြစ်ရအောင်တော့အရေးကြီးတယ်ဗျာ။တည်ရည်ကြီးကိစ္စပါ။ကျွန်တော်တို့ကတော့နေ့စဉ်နေ့တိုင်းဒီကြီးကိုပဲအမိပြုပြီးတော့မှကျွန်တော်တို့ကတောက်တာလဲဒါတုံးတာလဲဒါကျွန်တော်တို့ကအားလုံးကို တုံးဆွဲနေတာဆိုတော့ကျွန်တော်အခုလိုဒီလိုလျှာတစ်ပြက်ကြီးလာဖြစ်သွားတဲ့ခါကျတော့ကျွန်တော်တို့ကတော့ဒီလိုဖြစ်သွားတဲ့အချိန်ပိုင်းမှာတော့ကျွန်တော်တို့တွတ်တော်ဒုက္ခဖြစ်နေတာပေါ့ဗျာပြောမယ်ဆိုတော့နာရခေါင်ကြေးရွာမှာအင်ဂျီ100လောက်ရှိပြီးဒီရကန်ကိုပဲအထက်အားထားတုံးဆွဲနေရတာဖြစ်ပါတယ်ဒီရကန်ကိုရွှေကြဲငွေကြဲကုမ္ပဏီက2015-2016ခုနှစ်ကစချုပ်ချုပ်ပြီးအခုဆိုရင်တနည်းပြလို့လေးလာကြော်သွားပြီးဖြစ်ပေမဲ့ပြက်သွားတဲ့ရေကန်အတွက်အတိပြန်ဆောက်ပေးမယ်လို့ပြောပါတယ်။ကျွန်တော်ခွန်ပါတာပါ။ 25နှစ်မြောက်ကျွန်းမကြီးကပြရွတ်ပွဲငွေရုထိမ့်မတ်ပွဲကိုမကွေးနဲ့မင်းမူကြားက ARD မြစ်လေကျွန်းမကြီးပေါ်မှာကျင်းပခဲ့ပါတယ်ဇော်ဖေးကနေသတင်းပြပို့ထားတာပါရှင်ရဲရဲလှညာရမားကြီးယူစည်းလေရောင်ဒီဆက်ဆက်25နှစ်မြောက်ကျွန်းမကြီးကပြာရွတ်ပွဲငွေရုအထိမ့်မှတ်ပွဲကိုမကွေးမြို့နယ်မင်းမှုမြို့ကြားက ARD မြစ်လေကျွန်းမကြီးပေါ်မှာဇန်နဝါရီလ10ရက်နေ့ကကျင်းပခဲ့တာပါ။ အမောင်ခစ်တုံကခိုးကြောင်ခိုးဝဲလုခဲ့ရတဲ့ကဗျာယူပွဲဟာအခုချိန်မှာလူသိရှင်ကြားလုခွင့်ရလို့ဝမ်းသာရတယ်လို့ကဗျာဆရာတွေရဲ့ကဗျာယူပွဲတွေမြန်မာနိုင်ငံအနှံ့ပြားမှာထွန်းကားလာစေခြင်းနဲ့လို့ဆိုပါတယ်။အမောင်ဒီမှာကဗျာယူပွဲရင်ကျင်းမှုထွန်းကားမှုနေပါသေးတယ်။အဲ့တော့မမာပြည်ရဲ့ကဗျာယူပွဲရင်ကျင်းမှုထွန်းကားလာစေခြင်းနဲ့ဆန္ဒပြရှိတယ်။အခုလောက်တာနဲ့ပဲကိုလူချင်းနဲ့ရွေချက်လူချင်းနဲ့တန်းနဲ့ရောက်သေးပါဘူး။ခြေလမ်းကြီးရှိပါသေးတယ်။အောက်လူချင်းနဲ့လည်းပါရည်ရည်နဲ့ဆိုတော့ မာဝီလူလူလုံးမှာမြန်မာကဗျာလောကတကြီးလုံးမှာလမ်းလုံးလမ်းကွာဒီမှာပန်းချန်ဒီမှာလူလူစုဝေးရနေရာဒီမှာမြန်မာကဗျာဆရာကြီးကိုတိုင်အခုကျွမ်းမကြီးငွေရုပွဲပြီးသွားရင်လည်းနောက်ပိုင်းတွေလည်းဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လူငယ်မျိုးဆက်ကဗျာဆရာတွေကလည်းလက်ကမ်းကြိုဆိုသွားမှာဖြစ်တယ်လို့ဥဆောင်သူတူကပြောပါတယ်ကျွမ်းမကြီးကဗျာဆက်ပေါ်ဆောင်တော့ ဒါဘာလဲဆိုကျွန်တော်ကဗျာဆရာတယောက်ဖြစ်တယ်တွေ့ကဗျာရင်းနေတဲ့သူတယောက်ဖြစ်တယ်တွေ့ကဗျာနဲ့ပတ်သက်တဲ့လှူရှာမှုအဲ့တွေ့ကျွန်တော်တို့လောမှာအော်ကျွန်တော်ညီငယ်မျိုးသက်သက်ကဗျာဆရာတွေကိုလည်းကျွန်တော်လက်ကမ်းကြိုးဆိုခြင်းပါကဗျာယူပွဲကိုတက်ရောက်လာတဲ့ကဗျာဝါသနာရှင်တူဦးကကဗျာဆရာကြီးတွေရေးပွက်ထားတဲ့ကဗျာတွေအတွက်ထိုက်တန်တဲ့ရန်ပူတော်ကတွေထိုက်တန်တဲ့ဂုံပြူမှုတွေရှိစီခြင်းတယ်လို့ဆိုပါတယ် အခုမှပထမဦးဆုံးရောက်တာရောက်တော့လေအဲ့ကြပြားကြီးနားထောင်လိုက်တဲ့အခါမှာအရန်ဟိုခံလဲခံလာရတယ်ဝမ်းနေတယ်လို့ဝမ်းသာတယ်လို့အဲ့လိုမျိုးတွေဖြစ်တယ်ဒါပေမဲ့ဟိုတခုစိတ်မကောင်းဖြစ်တာတော့ရိုးရိုးသားသားပွင့်လင်းပြောရမှာစင်ဒီကြပြားဆရာကြီးတွေကဟာဒီလောက်တိချအောင်ရေးနိုင်ပြီးတော့တို့ရဲ့ဘဝတွေကအရန်ကြီးဘာမှဟို အဲ့လိုပေါ့ဂုံဒရက်တွေအဲ့လိုပတ်စံတွေပါအဲ့မျိုးတွေပေါများတော့မရဘူးပေါ့နော်ဒါပေမဲ့ဒီကဗျာတွေကိုတို့ဖန်တီးနေတယ်အဲ့အတွက်ဒီလိုကဗျာဆရာကြီးတွေကိုစာမှုကားတွေပါတွေကစအဲ့လိုအများကြီးဟိုပတ်စံတွေတော်တော်များများအဲ့လိုမျိုးရရခြင်းတွေတို့ရဲ့ထိထိုက်တန်တဲ့စကလုံးတွေအပေါ်ကိုအဲ့လိုမျိုးဟိုဂုံပြုမှုတွေအများကြီးရှိစေခြင်းနဲ့ကဗျာစုပေးပွဲတွေအများကြီးအဲ့လိုမျိုးတွေဖြစ်စေခြင်းနဲ့အခုကျင်းပတဲ့25နှစ်မြောက်ကျွန်းမကြီးကဗျာရုပ်ပွဲကိုမြန်မာနိုင်ငံအနှံ့ကကဗျာဆရာ200နီးပါးတက်ရောက်ခဲ့ကြပါတယ်ကျွန်တော်ဇော်ဖေပါ ကြီးဘော်ကနေချပန်းဝါဝါရီအပေါ်ဖုံးကထားတဲ့နှင်းမုံတွေကိုတတိတရဝေလန်ဒေတာကတိုင်းရင်းသားကြေးရွာတွေကိုကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့လမ်းညွန်ကြီးကြပ်မှုနဲ့မြန်မာအမေရိကန် Medical Education Society ဟာနယ်လက်ဆေးကုသမှုဆောင်ရွက်ပေးလျက်ရှိရာမှာဇန်နဝါရီလ10ရက်နေ့ညနေ9:00အထိဖအံမြို့နယ်တမညကြေးရွာကယောဂဝေဒနာရှင်လူနာ359ဦးကိုဆေးကုသမှုပေးခဲ့ပါတယ်။ ကရင်ပြည်နယ်အစိုးရဖွဲ့အနေနဲ့ပြည်နယ်အတွင်းရှိတိုင်းရင်းသားဒေသခံပြည်သူတွေကိုအစဉ်ပြေပြေနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေခံယူနိုင်မှုအတွက်ရည်ရွယ်ပြီးနယ်လက်စစ်ကူသားမှုတွေစောင့်ရဲ့ပေးခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။မာမီးစ်အဖွဲ့ခေါင်းဆောင်အထွေထွေအထူးကုဆရာဝန်ကြီးဒေါက်တာထွန်းလင်းအောင်ကဒီဒေသတွေဟာကျန်းမာရေးစောင့်ရှောက်မှုတွေကိုလက်လန်းမမီဘူး။ဒါကြောင့်တကယ်လာတဲ့လူတွေကိုလှုပ်ဆေးခြင်းနဲ့အစိုးရကလည်းလှုပ်ဆေးခြင်းနဲ့ရည်ရွယ်ချက်တစ်ခုထက်သေးနဲ့တူတဲ့အခါကျွန်တော်တို့နေရာဒေသကတော့ပြည်နယ်အစိုးရက ရွေးပေးတာလို့ပြောပါရယ်။တိုင်းရင်းသားတွေကိုနယ်လက်စေကူတမှုကိုဇန်နဝါရီလ9ရက်နေ့ကစတင်ပြီးဖပွန်ခရိုင် ကမာမောင်းမြို့မှာစတင်စေကူသမှုပေါ်ခဲ့ရမှာယောဂဝေဒနာရှင်လူနာ190ကိုကုသပေးခဲ့တယ်လို့သိရပါဗျရှင်။မြမပြမျိုးကြီးတွေမှာကလေးတွေအသင့်စားအစားစာတွေစားသုံးမှုများပြီးအဝလွန်နာတွေရှိလာတယ်လို့အဟာရဓာတ်သုတေသနဌာနကတာဝန်ရှိသူတို့ကပြောဆိုလိုက်ပါတယ်။စွစွသွေးရနေတဲ့တင်ပြပို့ထားပါဗျရှင်။ ာဟာရနဲ့သူတည်နာဌာနမှာအသက်9နှစ်မှ10နှစ်ကြားမူလာတဲ့အရွယ်ကလေးငယ်တွေကိုသူတည်နာလှူဆောင်မှုတွေအရကလေးငယ်တွေမှာအဟာရရှုတွေ့မှုတွေရှိသလိုအသင့်စား Facebook တွေကြောင့်လည်းကိုယ်လေးစိတ်များလာသူတွေရှိလာတယ်လို့ဒေါက်တာမိုးမိုးလိုင်ကပြောပါတယ်အမတို့ရှိခဲ့ရတာတော့ကလေးတွေမှာအဟာရချို့တက်တာတွေမဟုတ်ဘူးပေါ့နော်အဟာရပိုရှန်တွေကအဝါလွန်တာနဲ့ကိုယ်အလေးချိန်များတာတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်အဟာရဆိုင်ရာသူတည်တနာပြုလုပ်မှုကို ရန်ကုန်မန္တလေးတောင်ကြီးနဲ့မော်လမြိုင်မြို့နယ်ရှိအခြေခံပညာမူလာတန်းကျောင်းတွေမှာကျောင်းသား2900ကျော်ကိုလေ့လာခဲ့ရပါသူတည်တနာလှူဆောင်မှုတွေအရကလင်းငယ်အများစုဟာဟင်ဒီဟင်ရွက်နုနဲ့နုထွက်ပစ္စည်းစားသုံးမှုတွေအားနည်းနေပြီးအသင့်စားသုံးနိုင်တဲ့ fast food တွေကိုအများဆုံးစားသုံးတာတွေ့ရှိရတယ်လို့ဆိုပါတယ်အဓိကအဖြစ်ရန်ကုန်မြို့မှာနေထိုင်တဲ့ကလင်းငယ်အများစုမှာ အဟာရပိုရှန်ကကိုယ်လေးချိန်မြပြမှုတွေကိုခံစားနေရတာဖြစ်ပြီးကလေးငယ်တွေရဲ့40ရာခိုင်နှုန်းနီးပါးမှာလည်းတွေးအားနည်းရောဂါတွေကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။လက်ရှိပြုလုပ်ထားတဲ့အဟာရဆိုင်ရာသုတေသနစာတမ်းကိုတော့ရန်ကုန်မြို့ဒဂုံမြို့နယ်မှာပြုလုပ်တဲ့45ချိန်မြောက်မြန်မာနိုင်ငံ ကျမရေးဆိုင်ရာသူတေသနာညီလာခံမှာတင်သွင်းမှာဖြစ်ပြီးအဟာရမြင့်တင်မှုအတွက်လှုပ်ဆောင်ထားတဲ့စာရင်းတွေကိုအဓိကတင်သွင်းတော့မယ်လို့ပြောပါရတယ်။အဟာရချုပ်တဲ့မှုတွေနော်အဟာရပိုရှင်မှုတွေကြောင့်ယောဂတွေဖြစ်နိုင်တယ်လို့။နောက်ယောဂကြောင့်အဟာရတွေမပြေဝမှုတွေလည်းအများကြီးဖြစ်နိုင်ပါတယ်။နောက်ဒါကြောင့်ကျမတို့လည်းကျမတို့ဘဝတစ်သက်တစ်လျှောက်လုံးပေါ့နော်။ကိုဝင်ဆောင်ကာလစပြီးတော့နှုတ်ဆုပ်ကိုဝင်ဆောင်ဘဝနောက်တစ်ခါနှုတ်ဆုပ်ကလေးပေါ့နော်။လူငယ်လူရယ်လူကြီးပေါ့ဘဝတစ်သက်တစ်လျှောက်လုံးအဟာရပြေဝမှုအထူးပဲရေးကြည့်ပါတယ်။ဒီနိုင်ငံသားတွေအဟာရပြေဝမှုနဲ့ပတ်သက်ပြီးတော့နိုင်ငံတော် ုးရွားနေပြီးအများကြီးပတ်မှုကူညီဆောင်ရွက်နေပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနေ့ကွန်ဂရက်စ်တင်အနေနဲ့ပေါ့နော်ခါရအချိန်နဲ့မြင့်တင်ခြင်းနဲ့မြန်မာကလေးများရဲ့အရက်ပူကြုံနေခြင်းကိုရှင်းချရန်ဆိုပြီးချမှတ်ပြီးကျွန်တော်တို့ဆောင်ရွက်ထားရှိခြင်းဖြစ်ပါတယ်လေးစိငါးနေမြောက်မြန်မာနိုင်ငံကျမရေးဆိုင်ရာသုတေသနညီလာခံမှာသုတေသနစာတမ်းတရာကျော်နဲ့ပိုစတာစာတမ်း56ဆောင်တို့ကိုတင်သွင်းมาဖြစ်ပြီးညီလာခံကိုဇန်နဝါရီလ9ရက်နေ့မှ13ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်ကျမစုစုတွေပါရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသနစီမံကိန်းအတွက်မြို့နယ်၁၂မြို့နယ်မှာရှိတဲ့ကျူးကျော်နေအိမ်တွေကိုစည်ရင်ကောက်ယူရမှာဇန်နဝါရီလ၁၀ရက်နေ့ကတကုံမြို့တင်မြောက်ပိုင်းမြို့နယ်မှာစတင်ကောက်ယူနေပါပြီ။စိုးမုံအောင်ကနေသတင်းပေးပို့ထားပါတယ်ရှင်။ရန်ကုန်တိုင်းကကြီးဖွံ့ဖြိုးရေးတုစေသနစီမံကိန်းအတွက်ကျူးကျော်နေစည်ရင်ကောက်ယူရမှာတကုံမြို့တင်မြောက်ပိုင်းမြို့နယ်42ရပ်ကွက်ကနေ51ရပ်ကွက်ကိုကောက်ကွက်တနေရာထားပြီးဇန်နဝါရီလ10ရက်နေ့မှာစတင်ကောက်ယူနေတာပါ။ဒီနေ့ဟိုမားတို့ကသတ်မှတ်ထားတာ လူကြီးအိမ်တော်စု250ဒီမျိုးနဲ့အတွက်နှစ်ဖွဲ့ဟိုတောင်းတုံစိတ်ခမ်းမှာနှစ်ဖွဲ့တင်းတင်းသုံးလေးရယ်အလုံး၈ဖွဲ့လေဒီမှာတော့နှစ်ဖွဲ့ပေါ့ကွန်မတီစေကံမျိုးနယ်ကိုပြီးခဲ့တဲ့ဒီဇင်ဘာလကစတင်ကစည်ရင်ကောက်ယူခဲ့ပြီးအခြေ၁၀ရက်ကျော်ကြာမြင့်ခဲ့ပါတယ်။လက်ရှိမှာကွန်မတီမျိုးပန်းမျိုးနယ်ကိုကျူးကျော်စည်ရင်ကောက်ွက်နေနေရခွဲပြီးကောက်ယူနေတာပါ။မတို့စီဝဲခေါ်တယ်စီဝဲခေါ်ပြီးတော့အဲ့လိုမျိုးပေါ့နော်နေရပုံအားဖြစ်ဖို့အတွက်အခွင့်အလမ်းရှိတယ်ဒီမှာသွားပြီးတော့ ီသားစုလိုက်သွားပြီးတော့လက်မိုးအောင်လို့ဓာတ်ပုံရိုက်ပြီးတော့သူဆိုင်သွင်းရမယ်အဲ့ဒါဆမက်ကရလာတဲ့သူတို့နေရာတော့ဘယ်နေရာဆိုအတိအကျမသိဘူးလုပ်ပေးမှာအဲ့လိုတော့ပြောတယ်ဟွန်းနေရာရမယ်လို့တော့ထင်တာပဲဒဂုံမြို့တဲ့မြောက်ပိုင်း33ရက်ကွက်ရှိငားမန်အောင်ဖရမှာဇန်နဝါရီလ9ရက်ကစတင်ပြီးကျူးကျော်နေရင်တွေနဲ့မိသားစုစင်တွေကောက်ယူခဲ့ပြီးမြန်အင်တာနက်လိုင်းအခက်ခဲကြောင့်ပထမနေ့မှာလူကြီး122ဦးသာကောက်ယူနိုင်ခဲ့ပါတယ် အဓိကတော့ရက်ကွက်မှာနေအိမ်ရှိတဲ့သူတော့မပါတော့ဘူးထင်တယ်ကျွတ်တော်တန်းမှာနေတဲ့သူတော့အဲ့လိုအဆင်မပြေတဲ့သူတွေအများစုပါမယ်လို့ထင်တယ်ဒီမှာစိတ်ထဲတော့ကဲလို့မြေရပေးမယ်ဆိုရင်တော့တကယ်ကျေးဇူးတင်မိမယ်လို့တော့ပြောချင်တယ်ဟုတ်ကဲ့တကုံမျိုးတဲ့မြောက်ပိုင်းမျိုးနဲ့16ရက်ကွက်ကနေ41ရက်ကွက်အထိငမန်အောင်ဖရာကြီးမှာကွန်ပျူတာစနစ်လုံးနဲ့စီရင်ကောက်ယူဖို့ပြင်ဆင်နေပေမဲ့အင်တာနက်လိုင်းခက်ခဲကြောင့်ဆက်နှငယ်တာအသုံးပြုနိုင်ပါတယ် ကျူးကျော်စင်ကောက်ဥရာတွေကို2016ခုနှစ်ဩဂုတ်လအတွင်းဒဂုံမြို့သစ်တောင်ပိုင်းမှာစံကောက်ယူမှုစတင်ခဲ့ပါတယ်။အဲ့ဒီအတွေ့အကြုံအရပြင်ဆင်မှုအသင့်နဲ့မြို့နယ်၁၂မြို့နယ်ကိုဒီဇင်ဘာလမှာပြန်လည်ကောက်ယူခဲ့တာပါ။ကျွန်တော်ကစူးမှုအောင်ပါ။အစားတောက်တဲ့ဆေးဝါးတွေကိုစစ်စစ်အေးအေးယူနိုင်ဖို့6လအတွင်းဥပဒေ၄ခုရေးဆွဲပြီးပြည်သူလူထုရဲ့သဘောထားတောင်းခံသွားမယ်လို့အစားတောက်တဲ့ဆေးဝါးကုတ်ကဲရေးမှုဦးစီးဌာနကပြောပါတယ်။အောင်ဆန်းဦးကသတင်းပေးပို့ထားတာပါရှင်။ ဥရေခိုင်မာမှုမရှိတဲ့အတွက်မြန်မာနိုင်ငံအတွင်းဖြန့်ဖြူးရောင်းချနေတဲ့အစားအသောက်နဲ့ဆေးဝါးတွေကိုစစ်ဆေးပြီးထိထိရောက်ရောက်အေးအေးယူတာတွေလှုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့အစားအသောက်နဲ့ဆေးဝါးကုတ်ကဲမှုဦးစီးဌာနကဇန်နဝါရီ10ရက်နေ့နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါရတယ်။အခုချိန်မှာတော့ USA ကပေးအပ်လိုက်တဲ့ ISO နိုင်ငံတကာစံချိန်စံညုံးနဲ့အညီအတိမတ်ပြုတ်တခွဲခန်းဖြစ်ကြောင်းလက်မှတ်ကြောင့်တရားဝင်အကြီးအသေးစစ်ဆေးနိုင်တော့မှာဖြစ်ပါရတယ်။ဥရေပိုင်းမှာလည်းနိုင်ငံတကာစံချိန်စံညုံးနဲ့ကန့်ညီအောင်6လအတွင်းရေးဆွဲကာ ပြည်သူလူထုရဲ့သဘောထားတောင်းခံသွားဖို့စီစဉ်ထားပါတယ်။ဥပဒေတွေခိုင်မာမှာကျွန်တော်လို့လို့တိတိကျကျလို့ရမှာဖြစ်ပါတယ်။ဒီပဲကျွန်တော်ကဒီဥပဒေလေးရပ်ကိုတည်ရေးဆွဲနေပါတယ်။အဲ့တော့ပြည်သူလူထုတွေဘယ်လိုပြည်ပြည်လဲဆိုတော့တော်တော်အင်းနဲ့အချင်းပါပဲ။တော်တော်ကဥပဒေဆိုတာလည်းမပြည်ဘူး။ကျွန်တော်ကတော့လက်စားလည်းပါသေးတယ်ပြည်သူတွေတော့အကြောက်ပါပဲ။ USA ကပေးလိုက်တဲ့ ISO လက်မှတ်ရရှိထားတဲ့အတွက်အစားအသောက်နဲ့ဆေးဝါးကုကဲမှုအစည်းအဝေးဌာနအနေနဲ့ဈေးကွက်တွင်ရောက်ရှိနေတဲ့အစားအသောက်နဲ့ဆေးဝါးတွေကိုရှောင်းတခင်ဝင်ရောက်စစ်ဆေးပြီးစားသုံးဖို့မသင့်တော်တဲ့ပစ္စည်းတွေကိုဥပဒေကြောင်းအရရေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ပြည်သူတွေအနေနဲ့ NRS ရှိအစားအစာတွေလိုယူဆတဲ့ပစ္စည်းတွေကို စစ်ဆေးဖို့တောင်းဆိုလာပါကစစ်ဆေးပေးသွားမယ်လို့လည်းပြောပါတယ်။ပုံမှန်တော့ရေဂျစ်ဆွေးနှင်းရှောက်တဲ့ပစ္စည်း အင်ပို့လောက်တဲ့ကိစ္စတွေဈေးကကိုကျွန်တော်လိုက်ထောက်လိုက်ပြီးတော့ဆက်တဲ့ကိစ္စဒါလည်းအဓိကဆုံးပါအဲ့ဒီ special request ရှိနေလို့ဆက်ပြီးပါ special request ကတော့ခင်ဗျားကောက်ယူဖို့လို့များသူ sample ယူနေရှိလောလောတဲ့ sample စနေကြတဲ့ sample ဒါရှိပါတယ်เนาะအဲ့တော့အများကြီးလူထိခိုက်နေတာဆိုတော့ကိစ္စကိုကျွန်တော်ဆက်စစ်ဖို့တင်ပါအစားအသောက်နဲ့ဆေးဝါးကုကဲမှုဦးစီးဌာန FDA အနေနဲ့ USA ကပေးရလိုက်တဲ့နိုင်ငံတကာအဆင့်မီတခွဲခန်းဖြစ်ကြောင်းအတိမတ်ပြုလက်မှတ်ကို ြီးခဲ့တဲ့နှစ်ဒီဇင်ဘာ13ရက်နေ့ကရရှိခဲ့တာဖြစ်ပါတယ်ကျွန်တော်ကတော့အောင်ဆန်းဦးပါကချင်ပြည်နယ်အစိုးရအနေနဲ့ကချင်ပြည်နယ်အတွင်းကစစ်ဘေးသင့်ဒုက္ခသည်တသိန်းကျော်ကိုလူလူမရှိဘဲကူညီဖို့ကချင်လူမှုအဖွဲ့တွေကတောင်းဆိုလိုက်ပါတယ်ထွန်းထွန်းသိမ်းရနေတဲ့တွင်ပြပို့ထားတာပါရှင်။နှစ်ဝိုင်းဆယ်နေ69နှစ်မြောက်ကချင်ပြည်နယ်နေဖြစ်ပြီးကချင်ပြည်နယ်မှာရှိနေတဲ့စစ်ဘေးသင့်ပြည်သူတသိန်းကျော်ကိုကူညီဖို့အတွက်တောင်းဆိုလိုက်တာပါ။ လက်ရှိစစ်ဘေးဒုက္ခတွေကိုအရာဖက်အဖွဲ့စီတွေကအတိအကကူညီမှုတွေပေးနေပြီးဆောင်းနှင်းကာလရောက်နေတဲ့အတွက်ဒုက္ခတွေအနှွေးတဲ့အစားအစာတွေအရေးပေါ်လိုအပ်နေပါတယ်။ကချင်ပြည်နယ်သူပြည်နယ်သားတွေဒုက္ခရောက်နေတသိန်းကျော်အဲဒုက္ခရောက်နေတယ်ဆိုတာရခိုင်နှုန်းအဖြစ်အများကြီးမြင့်ပါတယ်။အဲ့တော့အဲ့လိုဖြစ်နေတဲ့အပေါ်မှာကချင်ပြည်နယ်အစိုးရအနေနဲ့ထိထိရောက်ရောက်အဲတုံ့ပြန်ပြီးတော့မှလှုပ်ဆောင်တင်တယ်အဲပြောဆိုတင်တယ်အခုကလှုပ်ဆောင်တာလည်းမတွေ့ရသလို့ ပြောဆိုတာလည်းကျွန်တော်တို့မတွေ့ရဘူးပေါ့နော်ဒါကတော့ပြည်내အစိုးရကိုပြောပါတယ်ကချင်ပြည်နယ်လေးဆိုတာကတော့ငြိမ်းချမ်းမှုတဘောဆောင်ပြီးကျင်းပတာဖြစ်ပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေနဲ့စစ်ပြေဒုက္ခတွေတို့ကြောင့်ငြိမ်းချမ်းနေနေမဖြစ်သေးဘူးလို့လည်းငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ကချင်ဖွဲ့စည်းတွေကထောက်ပြကြပါတယ်ဒီခါရက်စေးယူထားတဲ့ကာလအတွင်းမှာလည်းကျမတို့ကအပါဝင်ပေါ့ဒီပြည်내နေ့ကျင်းပတဲ့အချိန်မှာပြည်내နေ့ရဲ့အတိတ်ပဲထက်ကိုပြောပွဲရှင်ပွဲပုံစံမျိုးပုံမျိုးဖြစ်ခဲ့ဘူးတယ်ပေါ့ အခုချိန်မှာဆိုလို့ရှိရင်ပြည်내သူပြည်내သားအားလုံးငြင်းငြင်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့တာဟာစာတာတမမြတာစွာနေထိုင်နိုင်တဲ့အနေအထားမျိုးကိုဖန်တီးပေးနိုင်မဲ့အဲအဓိပ္ပာယ်ရှိတဲ့ပြည်နေနေမျိုးပုံစံမျိုးကိုပဲဖြစ်စေချင်တာပါရှင့်။အချိန်ပြည်내လေးကို1948ခုနှစ်ဇန်နဝါရီလရက်နေ့လွတ်လပ်ရေးရရှိပြီး6ရက်ကြာဇန်နဝါရီ10ရက်နေ့ကိုသတ်မှတ်ပေးခဲ့တာပါ။69နှစ်မြောက်အချိန်ပြည်내လေးအခမ်းအနားကိုတော့ကချင်ပြည်နယ်အစိုးရဘက်ကဦးဆောင်ပြီးမြစ်ချနာမျိုးကကချင်ပြည်နယ်အစိုးရဖွဲ့ရုံမြက်ခင်ပြည်မှာပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတဦးတီချောင်းကလည်း69နှစ်မြောက်ဝချင်းပြည်နယ်နေ့အတွက်တမန်လာပေးပို့ခဲ့ပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါမလေးရှားနိုင်ငံကအကြောင်းအရာတချို့စိတ်ချရတဲ့အခြေအနေကိုရောက်ရင်မြန်မာအလုပ်သမားတွေသွားလာခွင့်ပြန်လည်ရရှိမှာဖြစ်တယ်လို့အလုပ်သမားညွှန်ကြားရေးမှူးဦးစီးဌာနအမြဲတမ်းတွင်းဝင်ဦးမျိုးအောင်ကနေပြီးတော့ပြောပါတယ်သူတူအောင်ကနေသတင်းပေးပို့ထားတာပါရှင် ဤဘမှာတွားရောက်လုံလုံကြိုင်မဲ့အလုသမားတွေကို2016ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ကနေစပြီးမလေးရှားနိုင်ငံကိုတွားရောက်လုံလုံကြိုင်ကိုခိတ္တပိတ်ထားခဲ့ပေမဲ့စိတ်ချရတဲ့အခြေအနေတည်းရဲ့ရောက်ရင်ပြန်လည်တွားလာခွင့်ပေးမယ်လို့အလုသမားညွှန်ကြားမှုဦးစီးဌာနအမြဲတမ်းတွင်းဝင်ကပြောတာပါဒီကအချင်းနေရပေါ့အချင်းနဲ့ဆိုအချင်းမျိုးကြည့်နေတာပေါ့နော်ဘာလဲဆိုတော့ကကျတော့ဟိုပြောရမယ်ဆိုရင်တော့ဒီမှာဒီတချို့ issue တွေတွေကကြတော့လေဟိုကိုယ်ခံမှန်းမှုခက်တယ်ခက်တဲ့ကကျတော့ဒါဟို အရေးကြောင်းဆိုရင်ဟိုကာကွယ်ဖို့ရတဲ့ခက်တယ်ပေါ့နော်ဒါကြောင့်ဒီ issue လေးတွေကိုစောင့်ကြည့်တယ်စောင့်ကြည့်ပြီးတော့မှစိတ်ချရတဲ့အချိန်ရောက်ရင်တော့ဒါပြန်ခွင့်သွားမှာပေါ့နော်မလေးရှားနိုင်ငံမှာတွားရောက်လွတ်လပ်ကင်သူတွေအနေနဲ့လည်းတန်ယုံပါဝင်တက်ဆိုင်ရာပရိုက်ဒေါက်ဖွဲ့စည်းတွေနဲ့ချိတ်ဆက်ထားဖို့လိုအပ်တယ်လို့လည်းတမရာယုံအကြံပေးပြောရေးဆိုခွင့်ရှိသူဦးစောထေကပြောပါရယ်။ဟိုဟိုကျွန်တော်မလေးရှားမှာဆိုရင်အထူးသဖြင့်တက်ကြွလာတာကကျွန်တော်တို့နိုင်ငံကိုယ်စားလုပ်ဖို့အသိအနှုန်းပါရှိရတယ်။နောက်မလေးရှားရောက်မြန်မာနိုင်ငံသားများ ဲ့လိုအင်းဖွဲ့ရှိတယ်။အဲ့တော့ဒီဘဘိုးရောစုစုစီနေနေထိုင်သွားလာလောက်ကင်ရဖို့လိုရတယ်လို့ကျွန်တော်တန်ရုံနဲ့ပေါ့။ခံရုံနဲ့လည်းကျွန်တော်တို့အဆက်ဆက်ဆက်မပြတ်အောင်တောင်းဆိုဟိုစိတ်ဆက်ထားဖို့လိုပါတယ်ဟော။ဒီဘက်မှာတွားရုံလုံးလောက်ကင်မဲ့သူတွေအတွက်လိုအပ်တဲ့အချက်လက်တွေသိရှိစေဖို့အလौဒမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနအလौဒမားညွှန်ကြားရေးဦးစီးဌာနကနေပထမအကြိမ်ပြည်ပအလောက်ကင်လမ်းညွှန်တင်နှန်းကိုစတင်တင်ကြားပေးနေပါတယ် ပြည်ပအလုံးခိုင်လမ်းညွှန်တင်နှက်ကိုဇန်နဝါရီလ9ရက်နေ့ကဒဂုံမျိုးတင်မြောက်ပိုင်းအလုံသမားညွှန်ကြားရေးဦးစီးဌာနမှဖွင့်လှစ်တင်ကြားပေးခဲ့တာဖြစ်ပြီး၃ရက်တာတင်ကြားပေးသွားမှာဖြစ်ပါတယ်။ပြည်ပမှာအလုံလုံးခိုင်ဖို့ထောက်ကသူလဆင်တထောင်ကျော်ရှိပြီးအများစုကထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံမှာတွားရောက်လုံလုံးခိုင်ဖို့ဖြစ်ပါတယ်ရှင်။ဒီမှာတူတူအောင်ကသတင်းပို့ပို့ထားတာပါ။ TV ရုပ်မြင်သံကြားရဲ့ည၈နာရီသတင်းတွေကိုရှုစားခဲ့ကြတာဖြစ်ပါတယ်ရှင်။ကျမလေးလေးမောမကျေးဇူးတင်ပါတယ်ရှင်။